channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အွန်လိုင်းပေါ်မှာမိလာသမားတိုင်းရင်းစိပညာဘူတုဒအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုလို့ရှိရင်လည်းအွန်လိုင်းပေါ်ကနေပြီးတော့ပရိသတ်တို့မြင်မြန်ထားတဲ့တိုင်းရင်းစိပညာနဲ့ပတ်သက်တဲ့အမေခွန်းတွေကိုတိုင်းရင်းစိဆရာကြီးဆရာကြီးဦးရဲ့အောင်ကပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါရစေ။ ဆရာကြီးမင်္ဂလာပါရှင့်မင်္ဂလာပါတင်မရှင်လေးဟုတ်ကဲ့ပါရှင့်ဒီနေ့မှဆိုလို့ရှိရင်လည်းခိုင်းလိုပဲပေါ့နော်ဒါပရိသတ်တို့မြင်မြန်ထားတဲ့မေခုံးလေးတွေရှိပါရဲ့ရှင့်ပြန်လေးဖြေကြပေးပါမရှင့်ဟုတ်ပြီဗျာမေခုံးကတော့တော်တော်လေးပါပဲရှင့်အသေး၆တာလေးပြောပြပေးပါဆရာလို့မြင်မြန်ထားပါရဲ့ရှင့်ဟုတ်ပြီအဲ့ဒါလည်းတမီးရဲ့ဇေယျုခန္ဓာကိုယ်ထဲမှာလေဟုတ်ကဲ့ရှင့်အင်းကအစိပ်ပိုင်းနေနော်ဥပမာတမီးအစာမျိုးလိုက်တယ်ဆိုအစာသေးဟုတ်ကဲ့အစာသေးရထွက်တော့ဦးသေး ဥဒယနေရစီညာဘက်ပေါင်ခွေထိတ်ပေါ့နော်ဥတကြောင်းလေနော်ဟုတ်ကဲ့ကြောင်းဒီနော်ညာဘက်ပေါင်ထိတ်နော်အဲ့ဒါဥမာကြီးပေါ့တမီးအဲဥမာကြီးရနေပြီးတော့အစာဟောင်းအိမ်ပစ္စည်းတွေပစ္စည်းတွေချဲမှာနော်နှလုံးအိမ်ဟုတ်ကဲ့အစုပ်ကြောက်ကတ်တမီးတို့အမျိုးကောင်းတမီးတွေဆိုရင်တဲ့အိမ်ဟုတ်ကဲ့ဒါဥပ္ပယအများကြီးနော်အဲ့ကရိယာတွေအကုန်လုံးနဲ့မှာဘာလို့မိခွန်းရှင်မိတဲ့အသေးစားလေအထက်ရှိပစ္စည်းမှာသူအကြီးဆုံးတမီးရဲ့ အလုပ်လည်းအလုပ်လုပ်ဆုံးသူကြီးရယ်နော်စေတုစားလိုက်တယ်သမီးဇီးရနေပြီးဝယ်လာတယ်နော်တဲ့တာလည်းပါတယ်မတဲ့တာလည်းပါတယ်နော်စေတုမြန်မာနိုင်ငံမှာနှစ်ပြာတော့ကိုလိုနီအောက်ကိုရောက်တော့မြန်မာရင်ကြီးမှုတွေပျောက်လွနေနေဖြစ်တယ်သမီးရှေးခါကသမီးကြားဖို့မလုပ်သေးနော်အစာလဲစီစီလဲအစာနော်ဒါကြားဖို့လေနော်သူနောင်နဲ့မကတ်နေစကလုံးရှိတယ်သူမြေအဲ့ဒါဘာလို့ဆိုမတည့်သောအစာသည် အနီးကပ်ပြီးနီးကပ်ပြီးတိုက်ပါနော်အနီးကပ်ပြီးဒီမတည့်သောအစာသမီးဟိုမိခွန်းရှင်လည်းပဲဘုရားသမီးလည်းပဲမေးကြတယ်လားအသွားမတော်ရင်တလှမ်းနဲ့အစာမတော်ရင်ဘာဖြစ်လဲတလုံးတလုံးထင်းနဲ့ဒုက္ခရောက်တာနော်ရောက်မလို့အဲ့စားလိုက်တဲ့အစာအာဟာရတွေကိုပါလာတွေကိုရက်သက်ကြီးရက်သက်ရည်သွေးပေါ့နော်ဖြတ်သွားမယ်အသေးကိုရောက်တဲ့အခါမှာသူကချက်ရတာတမီး သူပြီးမှကောင်းတာတွေပို့တာမကောင်းတာတွေသူကတင်ထားလိုက်ရတာပြီးမှစွန့်ထုတ်တာပေါ့စွန့်ထုတ်တာအဲ့ဒီမှာအခုသမီးစီကိုစားရတဲ့အခါမှာနော်ဟုတ်ကဲ့မတိမှန်းတည့်ရတာနဲ့မတက်မှန်းတည့်ရတာနဲ့ဥမာစားအောင်စီလည်းနဲ့မတည့်ဘူးနော်တလိဆိုင်ရဲ့ငါးအစီတော့မဟုတ်ဘူးနော်ငါးအစီ omega 3ဆိုတာလူတွေအကျိုးပြုတယ်ဥမာဝက်သားအစီတို့အမဲစီတို့နော်အမဲသားရဲ့အစီကြမတက်မှန်းတည့်တယ်မတက်မှန်းတည့်ရစားတယ်နော် အဲ့စားတာတွေကိုခုနအထဲမှာရှိတဲ့ internet organ လို့ခေါ်တဲ့အစိပ်ပိုင်းအကုန်လုံးကဘယ်လိုအပ်တာလဲဆိုအသေးရတာအောင်ရတယ်ပြည့်ကြောအသေးဟာကျေစုအထဲမှာရှိပြည့်စုံမှာကျေစုတင်စရာကောင်းဆုံးဒါဖြစ်ရင်တမိစဉ်းစားကြတမိပြည့်စုံဥမာရတာ6မျိုးနော်ချူချင်းစက်ပန်ခါငါရှိတယ်အဲ့6မျိုးတွေကိုကြော်လှော်ထားတဲ့အပုံးကြပုံးရှိတယ်နော်အဲ့ဒါတမိခမှန်းပြီးပြောကြည့်ဘသူဟာမကြည်ဆုံးဖြစ်မဲ့ခြင်းလဲ ကြော်ရရမကြည့်တော့ဖြစ်တည်ကြတယ်နော်သူတိတ်တည်ကြတယ်အကြော်အလော်မျိုးကင်ပေါ့အခုခေတ်အကြော်အလော်မျိုးကင်ကင်းအောင်စားနိုင်တဲ့သူရှိလားမရှိပါဘူးကင်းအောင်မစားနိုင်တော့ short စားတာလားအလျံပဲစားနေကြတာအလျံပဲစားနေကြစားအဲ့လိုပြောရင်မှားဘူးနော်သူမြင်ဟိုကင်းအောင်စားနိုင်ပါတယ်ဆိုတော့နေချင်းနေမယ်အဲ့လိုအသေးမှာအစီဖုံးသွားပြီးပြီအသေးကအချောက်နေပြီးပြီအချောက်ကတည်းကဖြစ်ပြီးဆိုရင်အနာရရကြီးကြီးမမနာရာရှိပေါ့နော်ရပြီဆိုတော့ဒါ သူရှောင်းတော့ပါပေါ့အသေးနဲ့ပတ်သက်လို့တမိလူတွေမှာလေအန်ဒယ်နှစ်ခုရှိတယ်ဒီလားတစ်ခုကဘာလဲဆိုရင်ပိုးတွေကြောင့်မို့လို့အသက်အန်ဒယ်ရပေးတယ်နော်ဒီနေ့ဆဲကြည့်ရယ်နော် covid 19ဟာနော်နစဲနဲ့တုံတန်းလောက်ထိတည်သွားပြီတမ်းပေါင်းတော့တည်သွားပြီနော်ပိုးကြောင့်တည်တာနော်နောက်တစ်ခါ silent killer ဆိုတာကြားဘူးလားသူဘာလဲလဲ တန်တိတ်လူတက်သမားလိုမျိုးပဲကြည်ကြည်ပြောသူပါလေအတန်တိတ်လူတက်သမားအတန်တိတ်လူတက်အဲ့ဒါပါလေလေသမီးတွေးတူးတယ်စီးချူတယ်နော်လေငန်းဖြစ်တယ်အဲ့ဒါအတန်တိတ်လူတက်သမားလေနော်အခုအသေးအကျဆေးရဲစကလုံးလေးတလုံးတော့မှစဉ်းစားမိတာပါနော်ဟိုပရိသတ်လည်းပဲကျင်းတတ်မဲ့ကျင်ပါတယ်အတန်တိတ်လူတက်သမားမဟုတ်ဘူးလေသူက silent ကီလာမဟုတ်ဘူး slowly ကီလာတဲ့ဤတန်လာနော်ဒီအသေးယောဂရှိတဲ့လူကလေသူများစားတာကြည်ပြီးတည်ကြတယ် စားပြီးပြီသူမခံနိုင်တော့ဘူးလေဟုတ်ကဲ့နည်းနည်းလေးစားလိုက်ရင်လေလေအသေးသမားတိတ်တနာဆိုစားပြီးလဲဟာခါလေခေါလိုက်ဖြေတော့မတိထိုင်မရထမရအဲ့လိုဖြစ်တဲ့လေအဲ့ဒါသူကဘယ်ရှိသွားလဲဆိုရိုးရိုးဖြစ်တယ်လားတက်ဆုံးတိုင်သွားမှာတက်ဆုံးတိုင်သွားမှာဒါကြောင့်မလို့ silent killer ဆိုလဲမှန်တယ်စေကြီးတော့အဲ့ဒါလေးရှေ့တစင်တို့ပြောနေ slowly killer တိတ်သေးတာသမီးနော်ဒီထက်ဟိုနဝင်းချောင်ပြောပါဆိုရင်တော့နော်အသက်ရှင်လေးကဘဝတည်တာအသေးသမားတွေအထူးသဖြင့် ချိန်ရက်ဒီအခုလူငယ်တွေရောက်လာတယ်နော်အမျိုးကောင်းသားတွေဆိုရင်ရဲ့အသေးချောက်အာမနာဘူးဒီ covid 19နောက်ပိုင်းမှာဆရာရဲ့တကယ်ကိုအာမနာလားဘာဖြစ်လို့လဲဆိုရင် covid 19လွန်ကာလမှာတကဘာလုံးကိုတိုင်းပြည်ပါဝင်တကဘာလုံးကကြာဆင်းသွားတဲ့စီးပွားရေးကိုအကုန်လုံးပြန်ပြီးတော့နိုးထလာဖို့ဆိုတာဘယ်လိုသူတွေနိုးထတာမလဲကြမ်းမာတဲ့သူပေါ့တကယ်အခုကလေသမီးကဆရာမြည်လို့တားဆိုရတဲ့လူလေးလက်ညှိုးလေးထိုးတာပေါ့နော် မိရိုက်တယ်တော့မထင်မှနဲ့သားရပေါ့နော်ကလေးဆိုရကလေးပေါ့ဆရာအငယ်ရောချမ်းသာမပြောအငယ်အရက်ကစစ်လိကကိုင်းရင်ကင်းရလားလို့ဆရာမေးတယ်မမေးသေးဘူးလားတမီးမမေးသေးပါဘူးဒါဆိုတမီးလေးမေးနော်ဟုတ်ကဲ့ဒီကနေရုပ်တံနေမေးကြတာနော်အဲ့ဒီမှာအသေးလေးဒုက္ခရောက်ကြတယ်သူမြေအဲ့တော့အိမ်မှာဘာလို့ဆိုငုတ်တူကြီးထိုင်ပြီးဘာလည်းမလုပ်နိုင်တော့ဘူးအဲ့ဒါကြီးမအနေနဲ့ဆိုဘိုက်ကျက်ပြောင်းတယ်နော်တာပေါင်းတယ်မစားရဲမနေနိုင် စားရတော့လည်းပဲအဲ့လိုကဲကဲကြီးဖြစ်တယ်ခေါလိုက်နေရတာထိုင်မရထမရကြီးတည်းအဲ့လိုယောဂတွေတအားများနေကြပါတယ်ဒါဖြစ်ရင်ဒီမျိုးရှင်ကမေးတာဟာသူမေးခွန်းလေးရတော့တလုံးနဲ့သူကခုနသမီးကပြောတယ်တူတူလေးလို့မေးတယ်တူမဲ့အကျိုးများတယ်သူလေအဲ့ဒီလားဘာလို့အကျိုးများလဲဆိုရင်ဘာလို့6တလေဆိုစကလုံးလေးပြောခြင်းလဲဟုတ်ကဲ့နော်သမီးကခုနပြီပြတတ်တာပြောတယ်အသေး6တာတူတူလေးတယ်နော်6တယ်ဆိုတာဘာခံပါလား ခံရေခံသွားတာပေါ့ဟုတ်ပါတယ်ရေခံသွားတယ်ဆိုရင်ခံသွားလာအောင်အသေးရဲ့မရှိတဲ့ရေတက်တွေကိုခုနစားထားတဲ့အကြော်တွေမှာပါလာတဲ့အစီတွေမကြည်ညစ်တာတွေအစိတ်အတော့တွေနော်လူလူပဇက်နဲ့သွားမချီအစာရက်မချီပါလာတဲ့ချီပြီးနေရတာတကယ်ကြောင့်မလို့အဲ့ဒီအဖြစ်ကိုရှောင်ရင်ပါတယ်ဆိုရင်နော် တစ်ကတော့စလိအရက်ကုန်းနှင့်တကွနော်အစီအစေးအစိတ်များနှင့်တကွအကျွတ်ကြော်များရှောင်းပါလို့နော်ယောဂရှိသူတွေအကုန်ရှောင်းရမှာလားအကုန်ရှောင်းဝင်ဆယ်ရွက်ရှိလာရင်ဒီကဆယ်ရွက်အဲ့ဒါကိုအားရပါပြောတဲ့ခါကျတော့ဟာဒီဆယ်ကြီးကြီးရှိသွားရင်ရှောင်းရတယ်ဆယ်ရွက်အစာကိုမရှောင်းခိုင်းပါဘူးသမီးရဲ့ဘာဟုသာရှောင်းခိုင်းရတယ်အစိတ်သာပါတဲ့အစာကအဟာရမဖြစ်တဲ့အစိတ်သာတယ် ဒါပေမဲ့အဟာရဖြစ်သွားရင်လူဘလို့အကျိုးရတယ်နားအောင်လာကြည့်အဟာရဖြစ်သွားရင်လူထောက်ပံ့ထားတဲ့သူနော်အသက်20ဆို20နဲ့မျှကြည့်40ဆို40နဲ့မျှကြည့်60ဆို60နဲ့မျှကြည့်အဲ့လိုမထောက်ပံ့မှုဆိုရင်အသက်ကမှ20လောက်ရှိရင်ဇမရဖြူနေပြီအသက်မှ40လောက်ရှိချင်းရှိတဲ့သွား32ချောင်းဟာစေချောင်းလောက်ကပြုတ်လို့အံမုံနဲ့အန္တရာယ်ဖြစ်နေပြီနော်အသက်ကမှ90မပြည့်သေးဘူးမြန်မာအနီးအဝေးနဲ့ တက်နေကြရပြီအဲ့ဒီလိုအဟာရဆိုတာလူကိုထောက်ပံ့ရုံမကအောင်သူမြေအသက်ကအရန်တာတော်ယုံတမိကျမ်းမာကြီးညညမြတာနဲ့သူကရှိတဲ့အထက်အခုမိခွင့်ရှင်အသေးပေါ့နော်အသေးတို့နှလုံးတို့မှာမြတာတက်ရှင်သူကတော်ယုံထန်နေခံနိုင်တယ်သူမြေအသက်ကအရန်တာလာမဲ့အနာကိုဘာလို့လာလဲစန့်ကျင်လာတာအနာကိုစန့်ကျင်လာတာအခုလောက်အခုဖြစ်နေတဲ့ covid 19နော် အခုတော့တော်တော်များများနေပြီးတော့ဆက်တင်တဲ့ဒီကျမရင်းတဲ့အားကစားဝန်ကြီးဌာနကိုပြောလာပြီအသွင်ပြောင်းလာပြီဆိုတော့တကြွနဲ့ဆရာဝန်တွေလည်းပဲဒါကိုသတိထားကြဖို့ပြောလာပြီဘာဖြစ်လို့ကုဆတ်မှုတိတ်မြန်လို့သမီးရောဟုတ်ပါရဲ့ဒါဖြစ်ရင်ခုနကတော့ပြောတဲ့လူကိုထောက်ပတ်နေအသေးဆိုလေအသေးကိုထောက်ပတ်မှာပေါ့အဆုပ်အဆုပ်ဆိုထောက်ပတ်နေအသက်ကအရန်တာနောက်ဆုံးတစ်ခါဘာရဲ့စန့်ကျင်မဲ့အနာရဲ့စန့်ကျင်မဲ့အနာရဲ့ကိုဝေးမှာ တတ်မှလားဝိုင်းဝိုင်းလေလားဝိုင်းဝိုင်းလေလားဒါကြောင့်မလို့အသေးပိုင်ရှင်ကိုဇေယခုနပြောတာလေးရှောင်ပါပေါ့နော်ရှောင်ရံပြောပြီရှောင်နေစားရက်လိုက်ပြီးရောကိုတည်းမှာရှိနာဖြတ်ဖို့မလို့မြမတရေးစီအမြင့်ပြတ်ဆိုဖြတ်ဖို့မလို့ဖြတ်ဖို့မလို့ရက်ထားဖြစ်လာတာအကြောင်းနဲ့တကွအကြောင်းမနှပါရှိလို့တမိတီကူတာလေဟုတ်ပါ တစ်ကဘာအကြောင်းလဲတိကံဒီဟူသောအကြောင်းနှစ်ကစိတ်ဒီဟူသောအကြောင်းသုံးကဥတုဒီဟူသောအကြောင်းဘေးကအာဟာရဒီဟူသောအကြောင်းအမလီမရှိလဲနောက်တစ်ခါကျရင်တော်ရုံမေးခွန်းကျစိတ်ရှိမလားတော့သမီးသာဖြေလိုက်ပြီတော့နော်အဲ့ဒီအကြောင်းလို့ပြီးတော့ယောဂမဖြစ်ဘူးသမီးရဲ့အဲ့ဒီအကြောင်းနေထဲမှာအကြောင်းပေါင်းများစွာထဲမှာဘာကြောင့်ဖြစ်တယ်ဆိုတာလေးကိုကိုယ်ကိုယ်သိထားဖို့မကောင်းလားကောင်းလားကောင်းတယ်နော်ဒါဖြစ်ရင်ဒါခုနကပြောတဲ့စကားလုံးကမဖြစ်ရဘူးမဖြတ်ရဘူးနော်ရက်ထားရင် ပြီးသွားအောင်ပြက်ဖို့ကဘာအကြောင်းမှမလိုဘူးဖြစ်တာကတော့တမိခရပြတဲ့ကံတိဥသောကြောင့်စိတ်တိဥသောကြောင့်ဥရိတိဥသောကြောင့်အဟာရတိဥသောကြောင့်ဖြည့်ပြောခြင်းအရေးလေးပါးနဲ့ပြောကြည့်ခြင်းနဲ့ဆိုရင်တက်ကဘာရေးနီးစားရေးစားရေးနှစ်ကဝေးရေးသုံးကနေရေးလေးရာကျမရေးအဲ့ဒီအရေးကြီးလေးပါးပေါ့နော်ဖြစ်ဖို့တော့အရေးကြီးအကြောင်းကြီးလိုဝင်မယ်လို့ပြက်ဖို့ကြအရေးကြောင်းမလို့တိတ်အဲ့ဒါလေးကမြန်မာတိုင်းရဲ့စီးပညာမှာ မကက်ပေမဲ့နည်းနည်းနဲ့တရားမှာအချိန်မဲလူတယ်ဒီမြဲအချိန်နဲ့တပြေးညီပြက်တာတပြေးဒီမှာပညာမှာဆိုရင်လက်တွတ်မှာကိုဂရေနဲ့ချီပြီးဂရေ9000ပြက်နေတာဖြစ်ထားတာရဲ့ရုပ်တွေဟာနော်ဟုတ်ကဲ့အဲ့တော့ဆရာတို့ကဒါရက်လိုက်လို့ရှိရင်ပြီးတယ်ဆိုတာရှောင်းတာပေါ့ရှောင်းတယ်ဆိုတာမြေခွင့်ရှင်ကိုပြောချင်တယ်ဒါတိလပဲဝါရိတတိလပဲဘာလေးများစပြရမလဲဆိုအသေးနဲ့ပတ်သက်လို့နော်ဟုတ်ကဲ့ရှင်အချင်းနဲ့အခါအချင်းနဲ့အခါနေ့စဉ်စားဟုတ်ကဲ့ မနေ့အခါညအချင်းဒါဆယ်လို့တိုင်းရေးစီပညာမှာဥရိတာကိုရှိနေပြန်နော်အသေး၆တဲ့သူတွေနဲ့အင်တာနက်ဝင်နေမှာအချင်းနဲ့အခါဘယ်လိုစမလဲမနေ့အခါညချင်းညချင်းနေ့စဉ်စပါတော့သူအဲ့ဒီမှာအသေးအတွက်အထူးပြောမှာဒါတော့အထူးပဲလို့မှတ်ပြီနော်အသေးပိုက်ရှင်အဲ့တော့အဲ့ဒီအခါထဲမှာတောင်စည်းဖြူစက်အပင်ရှိတယ်တမီးအဲ့ဒါမြစ်ချင်းပြီးလို့ထင်မသေးနဲ့တော့တမီးဆရာကြီး အခုအသက်85ကျော်သားပြီအသက်28 29လောက်ပါဆေးကူတာဆရာကြီးတဲ့90လောက်ရောက်တဲ့အခါမှာဆေးရက်လीတို့မြန်မာတိုင်းရေးစီးပညာတိုးတက်စီချင်တာကိုမတူတဲ့အဲ့မြချင်းပြီးတွေကြောင့်စီးမီးတွေတွေကြောင့်လေဆရာကြီးကိုယ်တိုင်ပြောခဲ့မိရအပါရရဒါလည်းပဲအလူဆိုးတော့မပါပါဘူးတကယ်ဆိုတော့အဲ့မြချင်းပြီးရဲ့အနှစ်သာရကိုဆေးရက်90ကျော်တော့မှတည်လာတယ်နော်ဘယ်လိုတည်လဲဆိုရင်ဘာဝ3မျိုးရှိတယ် အဘာဝစာဘာဝလွတ်နေတာဒါတရားနဲ့ဆိုင်တယ်တဘာဝစာတဘာဝဆိုတော့သူတဘာဝပေါ့တကယ်ကြံခါးသီးခါးတယ်ဟုတ်ကဲ့မင်းစရီခါးတယ်ခွေးတော့ခါးတယ်ပပွားမြူခါးတယ်အဲ့ဒီခါးတာသူတဘာဝနော်အဲ့တဘာဝထဲမှာပဘာဝလို့ခေါ်တယ်ထူးခြားဖြစ်စဉ်ကအဲ့တောင်စည်းပြူကြတဲ့ခါကျတော့အသေးအတွက်အဲထူးထူးခြားခြားပဲတကယ်ကြောင်းမလို့ခုနသမီးကမနဲ့ကိုပါအခါညဟုတ်အချင်းနေစရာအခါနဲ့အချင်းနေစရာစာနော်အဲ့တော့ မနေ့ပိုင်းမှာအဲ့ဒီအပင်တွေလည်းပေါ်သလားမမင်းတဲ့တပင်းဒီအပင်မူလေးတွေနော်သူရထူကြချက်ကကြီးလိုက်လို့ရှိရင်အများသိတယ်ဆိုကင်မွန်းညင်ရွယ်နေတူတယ်တပင်းဒါပေမဲ့သူအောက်မှာအရွက်အောက်မှာအသီးလေးတွေအများရှိတယ်အဲ့ဒါကပြင်ဆင်ငါးပါပဲဒီပင်မှာအရွက်လည်းရှိတယ်အသီးလည်းရှိတယ်အပင်လည်းရှိတယ်အမြင်လည်းရှိတယ်နှုတ်လိုက်ရင်တပင်ပေါ့နော်အဲ့ဒီတပင်ကိုအမြင့်ကိုရေတက်တက်စီအမြင့်ပါနော်တောက်တောက်စီပြုတ်လိုက်ပြုတ်ပြီးတောက်ကောင်တို့ခါတာတို့ညင်ညင်လေးနေနေတဲ့နော် ထည့်ပြီးတော့စားလော်လေးနဲ့ထည့်ထည့်မနေ့ကအဲ့ဒီအခါလေးစားမယ်မနေ့အခါခုနတကယ်ညောပါအချင်းအချင်းအဲ့ညအချင်းထဲမှာလည်းပဲခုနဆရာကြီးပြောတဲ့မြချင်းပြီးစေမီတို့ကိုကိုကရမသိရလို့နော်အခုဆရာကြီးကျမကြာလေး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 ကြာတော့အဲ့ဒီအပြောတွေကိုဆရာကြီးပြန်တောင်းပန်ပါလေနော်ပြောခဲ့တာတွေမှားလာရှင်တောင်းပန်လိုက်ရင်မကြည့်ဘူးလားတမီးရဲ့မြချင်းပြီးရဲ့ပပါပါကိုမသိလို့ပါအခုဥမာဆိုတော့ ဇေယျွတ်တံမှာရောပြောနာရှိပါတယ်နော်ဂဏိဘာဆိုရဲ့အရွက်တစ်ခုရှိတယ်နော်အိန္ဒိယဘက်မှာရှိတယ်စီဂျူတဲ့အလုံကောင်းတာတွေ့နေရတယ်နော်လဲလူစားကြားဘူးလားမကြားဘူးမကြားဘူးလဲစားအသေးဥတွေအသေးနဲ့ဥတွေအကောင်းဆုံးနဲ့အဲ့တော့ခုနလဲလူရမြတ်သိမယ်ဆိုရင်ဟောဒီကလေးဟာဒေချောက်တဲ့ကလေးဟာခုနအခါထဲမှာဆေးကြီးကထူးခြားတဲ့ပပဘာဝကိုဘာလို့ပြောလဲတောင်စီးဖြူတောင်စီးဖြူခုဘာပြောလဲလဲလူ လဲလူနော်ဒါထူးခြားတာလေးဒီအဲ့ဒါဆေးရက်ဘာလို့လဲဆိုတော့ခုကျတော့ခုဖကိုပြန်ပြီးတော့ဟိုစင်ကျင်တာပေါ့သူမြေမှားမှန်းသိလို့ရှင်စင်ကျင်ရတယ်သူမြေသူမြေကြားဦးမှာပါထက်ကြအောင်ပြောမယ်နော်ကိုမှားမှားမှန်းသိအမှန်ဖြစ်ဖို့ရှိမားပါလျက်ပင်မှန်နေတယ်မားမြေမားမလားမားတဲ့ဒီမားတာလားမားတဲ့မားမားပင် ကိုညံ့ညံ့မှန်းသည်လူတော်ဖြစ်ဖို့ရှိညံ့ပါလျက်ပင်တော်တယ်ထင်ညံ့ရညံ့ပါလားညံ့တဲ့ညံ့ပါလားညံ့တဲ့ညံ့ပါပဲကိုမိုက်မိုက်မှန်းသည်လိမ်မာလာဖို့ရှိမိုက်ပါလျက်ပင် လိမ်မာတယ်ထင်မိုက်မြဲမလားမိုက်တဲ့မိုက်ပါလားဒီရေယူရဆက်ကြည့်ကြည့်ပေါ့ညက် Facebook ကြည့်ကြည့်ရ Facebook မိုက်မိုက်ကြတာအများကြီးရတယ်နော်တမီး ဲ့တော့ခုလေးဒီမှာပြောချင်တယ်ကိုကမြမမီပေါ်မှာနေတယ်မြမရည်တော့တယ်မြမဆန်စားတယ်ဆရာချက်ကမြမမီပေါ်ပြုတ်ထားတာအဲ့တော့ပပါပါအောင်မသိတော့စီမီတို့မြချင်းပြီးအပြပြောမိတာကိုတောင်းပန်ပါတယ်အခုပပါပါရဲ့ထူးခြားချက်ဆိုင်နှစ်ခုပြောတယ်တောင်မယိုးရဲ့တောင်စည်းဖြူရဲ့လဲလူရဲ့အသေးဥတဲ့အကောင်းဆုံးပါလို့ပြောချင်ပါတယ်နော်ဟုတ်ကဲ့ရှင်ဒါတော့အချင်းလေးပြောပြီးရကြစို့နော်ဟုတ်ကဲ့ရှင်မကြည့်သေးချင်လား ချင်ပါရဲ့။ရှောက်တီးရောချင်လား။ချင်ပါရဲ့။ကြည့်ပြီးပြောတဲ့အချင်းကြီးတွေပါသေးသေးလေ။တမယာတီချင်းပါတမယူတီတမယူတီဟုတ်ချင်းပြောလေဒါအကိုရတယ်တမီးနဲ့ဟုတ်ကဲ့အဲ့ဒီမှာတမီးအသေးအတွက်ကလေထူကြတာဘာဝသုံးမျိုးနော်အဘာဝဘာဝလွတ်နေတာတဘာဝတဘာဝဖြစ်စင်နေအခုပြောမှာအဘာဝတဘာဝထဲကြော်လွန်တဲ့ပဘာဝထူကြဖြစ်စင်ဟာအဲ့အသေးအတွက်ကတမီးမဲ့လင်းရှင်ပဲမဲ့လင်း မဲလင့်ကျင်တယ်မဲလင့်ကျင်ဒီရဲ့တဘာဝကစိတ်တူကြလောက်လောက်ရှိတယ်နော်ဟိုမင်းကဒီပမာဏလောက်ပေါ့နော်ကြီးနေနေတည်နေနေပေါ့အဲ့ဒါကိုပပပပစီပြီးတော့မြန်မာနိုင်ငံတန်တန်ဗျာစီးဆိုင်နေမှာအကုန်ရောင်းတယ်နော်အဲ့ဒါရောင်းတော့အဲ့ဒီအပြာလေးတင်ပြတော့ပေါ့နော်ပပပအပြာလေးတင်ပြတော့စိုင်သွားဝယ်ကြီးဘယ်စိုင်သွားဝယ်နှွေဝယ်မလားမိုးဝယ်မလားစောင်းဝယ်မလားတမိကြိုင်ကြီးလုံးဝမမာနေဘူးနေဘလောက်လှလှမမာဘူး ဲ့ဒါဘာကိုနိုင်တာသေးကြလဲအသေးကိုနိုင်အပူကိုနိုင်တာပေါ့တမီးအပူနိုင်လို့ခုန6ရက်ဆိုတာခံသွားတမီးပြောတာ6ရက်ဆိုတာခံသွားတာမလားဒါပြည့်အဲ့ဒီအချိန်ထဲမှာအဲ့ဒီလိုမလင်ချင်သေးတာပြုတ်မယ်ညနေကိုတောက်မယ်နော်အဲ့တော့ကဲဒီဒီစကလုံးနဲ့တမီးကခုနကတော့အသေး6ရက်မေးခွန်းနဲ့တူတူလေးဆိုတာဒါတော့တူတာလားအရှိကြီးပဲလားအရှိကြီးပဲပြောမဆုံးနိုင်ဘူးနော်ကဲဒီမှာအချိန်အားလျော်စား ရှောင်ရမယ့်အစာတွေပြောပြီးပြီ။ရှောင်ရမယ့်အစာ။အကြောအစိမ့်ကိုကြော်ထားတဲ့အကြော။နောက်မသိမြတ်တဲ့အစာအာဟာရတွေမတန်ပေါ့တို့ကျက်စီသမင်းတို့ဗါလေထောဘတ်သမင်းတို့အုန်းနှုတ်ခေါက်ဆွဲတို့အုန်းသမင်းတို့ရှောင်ပါ။စားပါကအချင်းနဲ့အခါဘယ်လိုစားမလဲ။မနေ့အခါနေ့စဉ်စား။ဟုတ်။အချင်းနဲ့အခါဘယ်လိုစားမလဲ။နေ့စဉ်စား။အချင်းနဲ့အခါဘယ်လိုစားမလဲ။နေ့စဉ်စား။နေ့စား။မနေ့ကိုအခါညကိုအချင်းအချင်းနဲ့အခါဘယ်လိုစားမလဲ။နေ့စဉ်စား။ မနေ့အခါညအစင်အဲဒီမှာပပါပါလေးပြောပါစေမနေ့အခါမှာအခါတကအခါထဲမှာ အသေးအတွက်အကောင်းဆုံးကဘာအခါလဲတောင်စီးဖြူဟုတ်ပြီညနေအချိန်ထဲမှာဘာအချိန်အကောင်းဆုံးလဲအချိန်ထဲမှာလေမလင်ချင်းမလင်ချင်းဟုတ်ကဲ့ခလာတောင်စီးဖြူမင်းနောက်ထပ်ထပ်တွေ့ထတာဆိုရင်လဲလူအသေးဦးအဲ့ဒါသမီး channel 9မှာဆိုရင်ဒါကိုရိုက်ပြီးတော့တစ်ခါလွှင့်ထားဖို့သေးတယ်နော်ဒီမှာလဲတော့အကြောင်းဆုံးတော့ မေးလာဖြေကြသေးတာပေါ့เนาะတမီးတမီးပြင်သာထားเนาะကဲဒါဆိုရင်အသေးပိုင်ရှင်အားလုံးအသေးခြောက်ချင်းเนาะအသေးရောင်ရင်အသေးကြောက်တယ်ရှင်တို့မှာကျင်းပါပြီကျမ်းမာတော့ဆုလိုက်ကြည့်ဖြစ်တဲ့အာရောဇပရမလာဘံဆိုတဲ့အကြီးမားဆုံးလက်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့မေတ္တာပို့တဲ့ညီကိုချုပ်ပါတယ် ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့မေခွန်းရှင်ကအသေး6ဆောင်တဲ့ပတ်သက်ပြီးတော့ပြန်ထားတဲ့မေခွန်းကိုတိုင်းစီဆရာကြီးဆရာကြီးဥယျာအောင်ကပြန်လေးဖြစ်ကြပေးခဲ့တာဖြစ်ပါရဲ့ရှင်မေခွန်းရှင်နဲ့ကျင်းလေးလိမ့်မယ်လို့ထင်ပါရဲ့ရှင်အခုလို့ဖြစ်ကြပေးခဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဆရာကြီးလည်းဒီလိုကိုတိကြဟာတွေတရားမပါပါဘူးနော်ပြောရခြင်းအတွက်အားလုံးအစာဝအနာကင်း ဘုရားရှင်ကြပါစီလို့မေတ္တာပို့တာလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်။နောက်နေ့မှဆိုလို့ရှိရင်လည်းမေခွန်းရှင်နေမြန်မြန်ထားတဲ့မေခွန်းနေအများကြီးပဲရှိပါသေးတယ်။ပြန်လည်ဖြည့်ချပေးတော့မှာဖြစ်ပါရဲ့ရှင်။အခုရှင်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲရနာခြင်းပါတယ်။ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Star Channel ရဲ့မြန်မာတိုင်းရင်းစေးကဏ္ဍကနေတိုင်းရင်းစေးဆရာကြီးဆရာကြီးဥယျံအောင်ရဲ့မြန်မာတိုင်းရင်းစေးပညာရေးထဲကအစာကိုစေးပြအောင်ဘယ်လိုစားမလဲ။ကျမ်းမာအောင်နေထိုင်နည်း အဟာရဖြစ်အောင်အစားစားနည်းစတဲ့တိမတ်ဖွယ်ရာတိုင်းရင်းစဲပညာတွေနဲ့ပတ်သက်ပြီးတော့လူတယောက်ကျန်းမာစေဖို့အတွက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။စားချန်နယ်ရဲ့မြမတိုင်းရင်းစဲခန္ဓာကနေတိုင်းရင်းစဲပညာဘုဒ္ဓအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ဆောင်ရွက်တည်ရှိပေးကြပါအောင်ရှင်။စာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်